ဒါအရောဖရာဟောတဲ့တရားတော်တွေကိုဘသူပဲရွတ်ရွတ်ရွတ်ခွင့်ရှိပါတယ်။မှန်ပါဗျာ။တန်ဃာတွေရွတ်တယ်လို့ဆိုတာဟာဖရာကိုအနေစားတင်တဲ့ခန္ဓာတွေမှာရွတ်လိဖတ်လိရှိတဲ့တန်ဃာတွေကရွတ်ဆိုပြီးတော့ပူဇော်ပေးတာ။မှန်ပါဗျာ။ဒါကြောင့်တန်ဃာတွေကရွတ်တော့ဆိုတန်ဃာတွေကသာလင်ဒီဟာကိုအလို့ရွတ်နိုင်ပြီးတော့သင်ကြားထားတာတွေဖြစ်တာ။တင်ပါဗျာ။လူတွေကြတော့ဒါရွတ်ခိုင်းရင်လည်းသူတို့ရွတ်နိုင်မှာမဟုတ်ဘူးလေ။ ်ပါဗျာကြည့်ဖားရင်တောင်းပါပဲမမကန်ကဖတ်ချင်မှဖတ်နေမှာပါမှန်ပါဗျာမဟုတ်လားဟိုဉာဏ်တဲ့ပုဂ္ဂိုလ်တွေမရွတ်တယ်မှုလို့တိတိုးတော့မရှိပါဘူးရွတ်တယ်ပါတယ်ရွတ်လို့ရပါတယ်တမန်နော်ဖရာဟောတရားတော်တွေကိုရွတ်လို့ရပါတယ်အဲဆိုရင်ဖရာအနိက္ခာတင်တာကိုတန်ဃာတွေခေါ်မပင့်မဲနဲ့ကိုယ့်အကိုရွတ်ပြီးတော့အနိက္ခာတင်မယ်ဆိုလို့ရှိရင်ရောဒါရွတ်လို့ရပါဒါလေအပြစ်မဖြစ်ပါဘူးဖြစ်နိုင်ပါတယ်ကိုကဖះပူဇော်တာပဲလေတင်ပါဖះတင်ပါဖះပူဇော်တာမြတ်စွာဘုရားချူချူရင်ခဲ့တဲ့ဥရံကထာတွေကိုရွတ်တာပဲမှန်ပါဖះအဲ့တော့ တို့လို့ရပါတယ်ဒါတမပါဗျာဒါလည်းရပါတယ်